အဒီနေ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ software ပိုင်းပဲဖြစ်တယ်ပေါ့နော် software ပိုင်းကိုယ့်ရဲ့ computer မှာ software တွေကို down မယ် down ပြီးထည့်တဲ့နည်းလေးကိုဒီနေ့ပြပြလေးကစပြီးတော့တင်ပေးမှာဖြစ်ပါတယ်ပေါ့နော် ကွန်ပျူတာအခြေခံတွေကိုလေ့လာနေကြတဲ့ဟောရီယာတင်ငင်းချင်းတဲ့အားလုံးပဲမင်္ဂလာပါเนาะဒီနေ့တင်ငင်းစာလေးကတော့ကျွန်တော်တို့ software ပိုင်းမျိုးဖြစ်တယ်ပေါ့เนาะ software ပိုင်းကိုယ့်ရဲ့ကွန်ပျူတာမှာ software တွေကို down မယ် down ပြီးထည့်တဲ့နည်းလေးကိုဒီနေ့ပြပြလေးရစပြီးတော့တင်ပေးမှာဖြစ်ပါတယ်เนาะကွန်ပျူတာကွန်ပျူတာ software လို့ပြောလိုက်တာ ਨੇ သူကကြတော့အပိုင်းနှစ်ပိုင်းခွဲထားတယ်အပိုင်း1နဲ့အပိုင်း2ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့เนาะဒါကွန်ပျူတာ software တွေမှာအပိုင်း1ကတော့ဘာကိုပြောလဲဆိုရင်တော့ရိုးရိုးထည့်ရတဲ့ software ဒါဒီကုန်လုံးက UU ထည့်သွင်းနေ down ပြီးထည့်သွင်းနေတာ ပိုင်းနဲ့မှာကြတော့ crack key software crack key software တွေပေါ့နော် key နဲ့ပတ်သက်ပြီးတော့ထည့်သွင်းရမယ့်အပိုင်းတွေကို တင်လာပျော်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီပိုင်းလေးကြည့်တော့တကယ်ချင်းမိတ်ဆွေတွေနဲ့အခုဒီဗီဒီယိုကနေစပြီးတော့ဆော့ဝဲထည့်သွင်းတဲ့နည်းတွေကိုလေ့လာခြင်းဖြင့်မိမိရာမိမိကွန်ပျူတာမှာဘာတွေလိုရလဲဘာဆော့ဝဲလိုရလဲဆိုတာကိုဟိုဒိုင်းရိုက်လေ့လာသင်ရမှာဖြစ်တယ်ပေါ့နော်နောက်ပြီးမိမိလိုချင်တဲ့ဆော့ဝဲတွေကိုဒီဘရောင်ဇာကနေပြီးဘလူးရှာသွင်းမယ်ဆိုတာကိုလည်းဒီပိုင်းလေးကဒီပရိုဖိုင်နေမှာအသေးစိတ်လေ့လာမှာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုရင်တော့ဒီနေ့ဆော့ဝဲထည့်တဲ့နည်းမှာ နံပါတ်1သင်ခန်းစာတစ်ခုအနေနဲ့ဝင်းဝါဆော့ဝဲထည့်တဲ့ညီကိုဒီဘက်လေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့နော်ဝင်းဝါဝင်းဝါဆော့ဝဲထည့်သွင်းတဲ့ညီကိုအသေးစိတ်ရှင်းပြမှာဖြစ်တဲ့ကြောင့်မလို့ဒီဘက်လေးကိုကြည့်ရတဲ့ငွေချင်းအားလုံးပဲဆော့ဝဲထည့်သွင်းတဲ့ညီက copy ကူးထားလိုက်ပေါ့နော်အားလုံးပဲဒီမှာရေးထားလိုက်ဒီဒီသင်ခန်းစာတွေကိုဘူးထည့်အောင်စပြီးတော့လည်လာရမှာဖြစ်ပါတယ်ပေါ့နော်မရိုးရိုးထည့်ရမယ့်ဆော့ဝဲတွေရိုးရိုးတောင်းပြီးတော့ထည့်ရမှာဒီဆော့ဝဲဟုတ်ကဲ့နော်နံပါတ်1ကဝင်းဝါဆော့ဝဲနံပါတ်2က browser ဆော့ဝဲ browser ဆော့ဝဲတိုင်းအားလုံးကို ထည့်လို့ရတယ်ဒီနီးတိုင်းမျိုးเนาะဒါပေမဲ့ဒီမှာကျတော့ Firefox တစ်ခုတည်းကိုထည့်ပြရမှာအဲ media player ဆိုလဲတချင်းသားတော့လဲ software ကြီးအများကြီးရှိတဲ့နေရာမှာ VLC ကိုပဲရှင်းပြပေးမယ်ပေါ့เนาะအဲဒီလိုမျိုးနဲ့သူ့ဟာသူ့ပေါ့เนาะဒီအဲ့တော့ငါအလုံးပေါင်းဟိုအိုးရိုးထည့်ရတဲ့ software က9ခု key နဲ့ထည့်ရတဲ့ဟာကြီးရတော့ဘယ်နှခုလဲ6ခုရှိတယ်ပေါ့เนาะအဲအဲ့ဒါကိုကျွန်တော်ဒီဘူရန်ရနေစပြီးတော့လေးလာရမှာဖြစ်တယ်အရင်ကမှအရေးကြီးပါတယ်အားလုံးတေချာလေးယူဆိုင်ပြီးတော့နားထောင်ပေးကြပါတော့ဆရာနေလည်းတနိုင်ဆိုအကောင်းဆုံးရှင်းပြပေးမယ် ဲ့တော့ number 1 software အနေနဲ့ဆိုရင်ကွန်ပျူတာမှာမရှိမဖြစ်လိုအပ်ဆုံးက Winwa software Winwa software လို့ပြောလိုက်တာနေတင်ကိုကွန်ပျူတာသမားတိုင်းသိကိုသိရမယ်ဘာဖြစ်လို့လဲဆိုရင်ကွန်ပျူတာမှာတခြားခြားသောဒီ software တွေထည့်သွင်းလို့ဆိုလို့ရှိရင် Winwa software မရှိလို့မဖြစ်ဘူးဒါကြောင့်ကွန်ပျူတာကို Win လို့တင်လိုက်တာနဲ့ပထမဦးဆုံးထည့်သွင်းရမယ့် software က ဝင်းဝါ software ဖြစ်တယ်။ဘာကြောင့်ဝင်းဝါ software ထည့်ရလဲဆိုရင်ကိုကတခြားသော software တွေက internet ကနေ down နေတဲ့အကြောင်းမလို့သူတို့ကဝင်းဝါ file နဲ့ချုပ်ပြီးလက်ပို့တာကြောင့်သူကကိုကွန်ပျူတာထဲမှာဝင်းဝါ software ကိုထည့်သွင်းလိုက်ရုံဖြစ်ကိုရဲ့ကွန်ပျူတာထဲကိုတခြား software တွေထည့်သွင်းလို့ရပြီပေါ့နော်။အဲ့တော့ဒီမှာတင်ကြီးအားဖြင့်ပြောရလို့ရှိရင်ဝင်းဝါ software တီသူကဘာ software မျိုးစားလဲဆိုရင် driver software မျိုးစား ။ဒါကြောင့်လေကိုယ့်ရဲ့ကွန်ပျူတာကိုတခြား software တွေထည့်သွင်းဖို့အတွက်သူကချိတ်ဆက်ပေးတာ။အရန်ကမှအရေးကြီးပါတယ်။ဒီကောင်မရှိရင်တခြား software တွေထည့်ဖို့အတွက်ခဲရင်သွားလိုက်မယ်ပေါ့နော်။ Okay အဲ့ဆို web software ကိုဘယ်လို down မလဲဆိုလို့ရှိရင် end browser ဖွင့်လိုက်ပါ။ browser ဖွင့်ပြီးွားလို့ရှိရင် browser ရဲ့ဟိုဒီချက်ပေါက်လေးမှာနော်ဒီမှာအဲ new new tab ဆိုတဲ့ဟာလေးရှိရတော့နောက်ထပ်အပေါင်းလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒွမ်းဒုတိယ new tab ကိုထပ်ပြီးထွက်သွားတယ်โอเคနော်အဲ့လိုမျိုးနဲ့တို့ browser မှာ new tab တွေအများကြီးထုတ်လို့ရတယ်ကဲမလိုအပ်ချင်ဘူးဆိုရင်ဒါလေးပိတ်လိုက် အဲပဲလေဒါဆိုဘရောင်ဇာအသုံးပြုတဲ့နည်းသိမယ်နော်အဲပြီးဒီဒီဒီမှာပါရေးရမယ်ဆိုရင်ဝင်းဝါ software w အဲ w w.winrar.com ဝင်းဝါ software.com ဆိုပြီးတော့ရေးချရေးရမယ်နော်ဒီဟာဒီ link website ကိုတော့ကိုကအလွတ်ကျက်ထားမှရမယ်နော်ပြီးရင် under လေးခေါက်လိုက်ဟုတ်တယ်နော်ဝင်းဝါဝင်းဝါ software ဆိုတာကိုတို့ under လေးခေါက်လိုက် အန်ဒါလီခောက်တဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ browser မှာသူကအဲဝင်းဝါ software.gan ရဲ့ site ကိုရောက်ပါတယ်ဒီ site ကဒါ free site ဖြစ်တယ်လို့ဝယ်လို့လည်းရတယ်အဲဒါပေမဲ့ good device ကြီးကြီးတငယ်ချင်းတွေအားလုံးသိထားမှာကဝင်းဝါ software ဒီ driver software user ဖြစ်တယ်ဒီလိုစာအုပ်ပုံစံလေးပေါ့နော် computer မှာလုံးဝမရှိမဖြစ်လိုအပ်တယ်တို့တွေဒီ ကွန်ပျူတာကိုတုံးတော့မယ်ဆိုရင်တော့ software ထည့်တဲ့ new လေးလိုက်ဒီကောင်ကပထမဦးဆုံးပဲ။ကဲအဲ့လိုဒီလိုစာမျက်နှာကိုရောက်သွားပြီဆိုတော့ဘာဆက်လုပ်ရမလဲဆိုရင်ဒီအောက်မှာတွေ့တာ download ဆိုတဲ့ဟာလေးရှိတယ်။ဒီစာမျက်နှာရဲ့မှာအပြာရောင်ရေးတဲ့ download เนาะအဲ့ဒီ download တော့တစ်ချက်ကလစ်လိုက်။အဲ download ကလစ်ကြတယ်ဒီလိုစာမျက်နှာပေါ်လာတယ်။အဲအဲ့ဒီမှာတခုပြောချင်တာကသူကကြတော့ version လို့ခေါ်တယ်။အနောက်ကတွေ့လား။ဝင်းက0.17 version နောက်ပြီး English လို version ဖြစ်တယ်64 bit အဲဒါဟုတ်လို့တော့သိရမှာတော့ ိုင်းပါရှင်ဒေါင်းလိုက်မယ်ဆိုလို့ရှင်လေထိုင်းဖြစ်သွားရင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုကွန်ပျူတာ software ထည့်တဲ့ခါမှာထိုင်းလို့ပုံနေလိမ့်မယ်အဲဒါကြောင့်သူကအင်္ဂလိပ် version ကိုဒေါင်းတယ်ပြီးသွားတာလေသူ့ရဲ့ version ကဘယ်လောက်လဲ9.7ဒီ version လေးကိုရိုက်နေတဲ့အချိန်မှာဝင်းဝါ software update က နောက်ဆုံးဗားရှင်းကခဏိတသမ7ဟုတ်ပြီเนาะဒါကြောင့်ဒီပိုင်းကြီးကြီးတငယ်ချင်းတွေရဲ့ကျွန်တော်ကူးလို့ဘောနော်ဒါရှင်းပြလို့ဒီဗီဒီယိုပိုင်းအကြာဝါခဲ့တယ်ဆိုလို့ရှိရင်ဝိုးမှာဆိုဗားရှင်းเนี่ยတူကျင်မှတူလိမ့်မယ်ဒါပေမဲ့ဒေါင်းတဲ့နေရာတော့ဒီပုံစံပဲအဲ့တော့ပြီးရတာလည်းတို့ဘာလို့မလဲဒါကိုကလစ်တစ်ချက်လောက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်အဲဒါဆိုတာနဲ့သူကအော်တိုမက်တစ်ကိုသူကကြာလာတယ်เนาะဒီကလေးတော့ ဒါကြတော့ internet ဒေါင်းလုဒ်မနေဂျာ software ရှိကြလို့ဒီ computer မှာတကယ်လို့မရှိဘူးဆိုလို့ရှိရင်ဒီပေါ်လေးမှာပြေးနေလိမ့်မယ်ဗောနော်အားလုံးရလိမ့်မယ်နော် internet ဒေါင်းလုဒ်မနေဂျာရှိတဲ့အတွက်ကြောင့်မလို့ click လိုက်တာနဲ့ကို auto ကျသွားတယ်နော်တကယ်လို့တကယ်ချင်းလို့ရှိမှ internet ဒေါင်းလုဒ်မနေဂျာမရှိထားဘူးဆိုရင်တော့ဒီပေါ်ဆုံးလေးမှာပြေးနေလိမ့်ပြီးအောင်ဆောက်လိုက်ပြီးအောင်ဆောက်ပြီးတော့ဘယ်သွားလဲဆိုလို့ရှိရင် browser ကိုပိတ်လိုက်တော့ဒါဆိုဘယ်ထဲဝင်သွားလဲဆိုရင် bit pc ကိုဖွင့်လိုက်နှစ်ချက်ထောက်ဖွင့်လိုက်ပြီးဒီမှာ download ဆိုတဲ့ဟာလေးရှိရယ် download ဆိုတဲ့ဟာလေးကိုတစ်ချက် click လိုက် အဲအဲ့ဒီမှာဆိုပိုဂရမ်ဆိုတဲ့ဟာလေးပေါ်တော့အဲ့ဒီမှာဒိုးဒေါင်းရမယ်ကရန်ဒေါင်းလိုက်တာဗါလဲဝင်းဝါဆော့ဝဲဘာရှင်ကဘယ်လောက်လဲ97ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အားလုံးပဲဝင်းဝါဆော့ဝဲဒေါင်းလာရလိုက်မယ်ပေါ့နော်အဲသူကထဲ့သွင်းတဲ့နေရာကြတော့ရိုးရိုးရှင်းရှင်းလေးပဲသူ့ပေါ်ကိုဒပက်ကလစ်ဆိုတာနှစ်ချက်ထောက်လိုက်တက်တက်ဆိုနှစ်ချက်ထောက်လိုက်ဒပက်ကလစ်နှစ်ချက်ထောက်လိုက်မယ်အဲထောက်လိုက်တဲ့ခါမှာဆိုရင်သူကဘယ်လိုပေါ်သွားလဲဒီလိုမျိုးကြီးပေါ်သွားပြီဟုတ်ပြီနော် အဲဒီလိုမျိုးပုံစံတို့ဘာလို့မလဲဆိုရင် instead ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ရုံပဲအားလုံးမြင်နေနော်အဒီလိုပေါ်လာမယ်ပေါ့နော်ဒီလိုပေါ်လာရင်တို့ဘာလို့မလဲ instead ဆိုတဲ့စာသားလေးကိုနှိပ်ပေးလိုက်တာ ਨੇ ဘာဖြစ်သွားပြီလဲဒိုကူဒေါင်းလာတဲ့ဝင်းကရရှိမယ်အဲဒါဆို instead သွားနေပြီပြီးသွားလို့ရှိရင်ဒီမှာအမှတ်ချက်တွေအားလုံးကိုတို့ကအမှတ်ချက်ပေးထားလိုက်နော်အဲအဲဆိုအကုန်လုံး တော့ ISO ကိုဘာကြောက်လဲဆိုရင် ISO ရဲ့ file ကလည်း तू ကဝိုးဟာနဲ့ပြမယ်ဆိုရဲသဘောတူကပြတာဒါကြောင့်မလို့အမှတ်ချက်တွေအားလုံးပေးထားလိုက်နော်ဟုတ်ပြီနော်ကျန်တဲ့ဟာ desktop ပေါ်မှာတင်မလားအတက်ဝိုးဟာတူတူ desktop ကိုယ့်ရဲ့ဒီ desktop စကွင်ပေါ်မှာဝိုးဟာတင်ကျင်နေဆိုရဲတင်လို့ရတယ်မတင်ကျင်ဘူးဆိုလို့ရှိရင်လည်းအမှတ်ချက်မပေးနဲ့တင်ကျင်နေဆိုရင်တို့ဘာလုပ်ရမလဲအမှတ်ချက်လေးပေးလိုက်ဟုတ်ပြီနော် ရမယ်နော်အလုံးရမယ်နော်ဒါစကွန်ပေါ်ရောက်သွားမှာပေါ့နော်မတင်လည်းရတယ်နော်ကဲဒါလေးကကြတဲ့ဘာလဲဆိုတော့ step menu snap menu မှာဝင်းဝါကိုထည့်ကျင်လာပေါ့ဒါအကြီးတော့မကြီးပါဘူးမထည့်ဘူးဆိုရင်လည်းဘာဖြစ်လဲမရဘူးလားရတယ်နော်ဒါကြတော့ကိစ္စမရှိဘူးဒါပေမဲ့ဟိုဟိုဟိုဝင်းဝါတို့ကဘလို့သုံးမှလဲဆိုတော့ driver software အနေနဲ့ပဲသုံးမှဖြောက်ထားလို့လည်းရတယ်ဖြောက်ရင်တော့အမှတ်ထုတ်လိုက်ပေါ့နော်ဟုတ်ပြီနော်ပြအမှတ်ချပြတဲ့ program ကူးလို့ပါတက်တက်โอเคအဲ့ဗီဒီယိုဘာလို့မဲ့ okay နဲ့ပြလိုက် ီးွားတာနဲ့ဘာလို့မလဲဒုံးဆိုတဲ့ဟာလေးနှိပ်လိုက်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ကွန်ပျူတာထဲမှာဝင်းဝါ software ထည့်လို့ပြီးွားပြီပေါ့နော်โอเคပြီးပြီဆိုရင်တို့ရဝင်းဝါကွန်ပျူတာဒုံး software ကကွန်ပျူတာကိုပြင်ဝင်းဝါ software ဒီဒုံးကွန်ပျူတာထဲကိုရောက်တယ်မရဘူးဘယ်လိုသိကြည့်မလဲဆိုရင် control panel ဆိုတဲ့ဟာလေးရှာလိုက်အဲ့ဒါနှစ်ချက်တော့ပွင့်လိုက် အဲ့နချက်တော့ဝင်ပြီဆိုတော့ software ထုတ်တဲ့ဒီတိုင်းပဲလေကျွန်တော်ရှင်းပြထားပြီးတယ်မှတ်မိရနော် software ထုတ်တာ program ဖြူရဒီနေရာမှာပါလို့မယ်လာကြောက်ယူပြီးမယ်အပေါ်ဆုံးမှာ လာကြောက်ယူပြီးပြီးပါလို့မယ်တစ်ချက်ထောက်မယ်ပြီးွားတိုင်းတို့ပါလို့မယ် program ဖြူရဆိုတဲ့စာသားကိုရှာလိုက်ဒီမှာတွေ့ရပြီနော်အဲ့နေရာချင်းတော့ဒီမှာတွေ့မယ်နော်ပြီးရင်အဲ့ဒါကိုတစ်ချက်ထောက်လိုက် အဲထောက်လိုက်တာနဲ့ဒီလိုဆော့ဝဲတွေအများကြီးပေါ့အဲ့ဒီမှာတို့ကဝန်ဝဆော့ဝဲဒီပင်နေရာရောက်နေလဲဆိုတော့တို့ကကြည့်ရမှာအဲ့တော့အပေါ်ဆုံးမှာတချို့အရင်တော့ဘာရှင်းနေရကြတော့ဝန်ဝဆော့ဝဲကဒီအောက်မှာရောက်တယ်အခုဘာရှင်းရကြတော့အပေါ်မှာရောက်သွားတယ်ဒါဆိုရင်တို့ကွန်ပျူတာထဲကိုဝန်ဝဆော့ဝဲရောက်သွားပြီဆိုတာကိုလာပြီးစစ်တာဖြစ်တယ်โอเค ဲ့တော့ဒီကနေ့ကြည်ကြတဲ့အားလုံးပဲရလိမ့်မယ်လို့ထင်ပါတယ်ဝင်ဝဆော့ဝဲကိုနားမလို့ဆိုရင်ခဏခဏကြည်ပါကျွန်တော်ဒီဆော့ဝဲထဲတဲ့နည်းလေးကိုဖူးဖူးဖိုင်စီပေါ့နော်တေချာတိတက်လေးလုတ်ပြီးမှဖြစ်တယ်โอเคဒီနေ့သင်ခန်းစာလေးကတော့ဝင်ဝဆော့ဝဲနံပါတ်1လေးဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နေတာပါကျွန်တော်တင်တဲ့နည်းပညာတွေကိုတကယ်ချင်းလို့ရှိရင်တိုင်းရောက်မှဖြစ်တယ်โอเคအားလုံးပဲ bye bye